င်္ဂလာပါရှင် famous channel ကိုဆက်နာမှာကြိုဆိုပါရစေ။ကျမကတော့ဆီယမန်နဟုတ်ခံဖြစ်ပါတယ်။ဒီနေ့ကျမတို့နေရာတစ်ခုနဲ့တစ်ခုသွားတဲ့အခါမှာမြို့ပြပေါ့နော်နေရာတစ်ခုနဲ့တစ်ခုသွားလာတဲ့အခါမှာအသုံးပြုတဲ့ဝါဟာရလေးတွေပေါ့နော်လမ်းညွန်နဲ့ဝါဟာရလေးတွေကိုအတူတူလေ့လာရအောင်နော်။ကဲစလိုက်ရအောင်နော်။ဒီမှာဝါဟာရလေးရင်ရှင်းပြချင်ပါတယ်။ပထမအဆုံးတစ်ခုကတော့အပေါ်ဆုံးကใจกลางเมืองဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်။ใจกลางเมือง ใจกลางဆိုတာကခလဲကောင်ပြောတာပါမြောင်ဆိုတာကတော့မြို့ပြောတာပါပေါင်းစပ်လိုက်တဲ့အခါမှာใจกลางเมือง ใจกลางเมืองဆိုတာကတော့မြို့ခလဲကောင်လို့ပြောတာပါအဲ့မှာใจกลางกลางဆိုတဲ့စကားလုံးမှာဆရာမတို့ကပါးစပ်ကိုပြုံးတဲ့အနေထားနဲ့အဆုံးပေးရပါမယ်กลางกลางกลางဆိုတာအလဲအလက်ကိုပြောတာပါเมืองเมืองဒီမှာလေ ဆီမတော့ငတ်တက်လေးပါမှာပါเนาะတကယ်တမ်းတော့မြောင်းဆိုတဲ့စကားလုံးကလည်းပြောပြီးတော့ဆုံးပြီပါအဲ့လိုလေးနှာခမ်းလေးကိုပြောင်းလိုက်တဲ့အခါမှာအတန်ထွက်ကပို့ပြီးတော့ပီတာစီမှာဖြစ်ပါတယ်ပြန်ပြောပြမယ်เนาะမြို့ခလေကောင်ကိုကြိုင်กลางเมืองကြိုင်กลางเมืองနောက်တစ်ခုတွားရအောင်เนาะနောက်တစ်ခုကบนถนน บนถนนบนဆိုတာကအပေါ်ဆိုတဲ့အဓိပ္ပာယ်ပါถนนဆိုတာတော့လမ်းမကြီးဖြစ်ပါတယ် အဲ့တော့ပေါင်းဆက်လိုက်တဲ့အခါမှာဘွန်ထနွန်ဘွန်ထနွန်ဆိုတာကလမ်းမကြီးအပေါ်မှာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီစကားလုံးကိုဆရာမတို့ပြောတဲ့အခါမှာတော့ထိုင်းဘာသာစကားမှာတော့ဘွန်ထနွန်ဆိုပြီးတော့မှအနောက်မှာလမ်းနာမည်လေးထည့်ပြရပါမယ်ဥပမာထားပါတော့ဘိုချုပ်လမ်းပေါ်မှာလို့ပြောချင်ဘွန်ထနွန်ဘိုချုပ်ဆိုပြီးမှပြောရပါတယ်ဥပမာ ြည်လန်းပေါ်မှာလို့ပြောချင်เนาะဘွန်ထနွန်ပြည်ပေါ့เนาะဒါပေမဲ့ထိုင်းနေရတော့ပြည်လန်းကိုထနွန်ပရဲလို့ပဲပြောမှာပြည်ကိုเมืองပရဲလို့အတန်ထွက်တာမလို့ပါအဲ့တော့ထိုင်း accent နဲ့တော့ light ထွက်เสียတော့မလို့ပေါ့เนาะကိုယ့်ရဲ့မြို့ကနာမည်တော့ကိုယ့်ရဲ့ accent အတိုင်းပဲထွက်လို့ရပါတယ်ဘွန်ထနွန်ပြည်ပြည်ပေါ့เนาะအဲဆိုရင်ပြည်လန်းပေါ့เนาะဘွန်ဆိုအပေါ်မှာထနွန်ဆိုလမ်းမကြီးကိုပြောတာပါနောက်တစ်ခုတွားရအောင်တတိယတစ်ခုဖြစ်ပါတယ်ตรงกันข้าม ตรงกันข้าม ตรงกันข้ามสว่าสร้างจินแบบกูပြောတာပါဒါအကုန်လုံးပေါင်းမှအဓိပ္ပာယ်တစ်ခုပဲရှိပါတယ်ตรงกันข้ามข้ามမှာပါဇက်လေးပိတ်ပြီးဆိုပြီးပါเนาะ ตรงกันข้ามစร้างจินแบบกูပြောတာပါနောက်တစ်ခုတွားရအောင်မျက်နှာချင်းဆိုင်ကိုต่อหน้าต่อหน้าလို့ပြောပါတယ်ต่อหน้าမျက်နှာချင်းဆိုင်နောက်တစ်ခုဘေးကက်ရက်ကိုติดกันလို့ပြောပါတယ်ติดกัน ်တစ်မှလည်းရှာထောက်မယ်အဆုံးမှာကန်းမှလည်းရှာထောက်ပါတယ်ရှာထောက်တယ်ဆိုတာကရှာလေးရသွားရဲ့အနောက်ကအပေါ်တဖုံးလေးကိုလမ်းထောက်ရတာပါစကလုံးရဲ့အစုံမှာထောက်ပေးခြင်းအပြင်အတန်ထွက်ပို့ပြီးတော့ပီသားစီမှာဖြစ်ပါတယ်။ဒါကတော့ဓာရီအသက်တို့၊စအသက်တို့၊နှတ်အသက်တို့၊တီဓာတ်တတ်တို့၊စတတ်တို့၊တောင်ဝင်းမှုအသက်တို့၊နှတ်တတ်တို့နဲ့အစုံနဲ့စကလုံးတွေမှာရှာထောက်စုပေးခြင်းအပြင်အတန်ထွက်ကိုပို့ပြီးတော့ပီသားစီတာဖြစ်ပါတယ်။ပြန်ပြောမယ်။တစ်ကန်း ติดกันเบเกยะနောက်တစ်ခုတွားရအောင်လမ်းကူးသွားတယ်လမ်းကိုเนาะဖြတ်သွားရတယ်ကူးသွားရတယ်ဆိုရင် come ถนนไปလို့ပြောပါတယ်ဒီညမှာ come ทางไปလို့လည်းပြောလို့ရပါတယ်ဒီမှာถนนဆိုတော့လမ်းမကြီးကိုပြောတာဒီကทางဆိုတော့လမ်းအလုံးကိုပြောတာပါအဲ့တော့ come ถนนไปလို့လည်းပြောလို့ရတယ်လို့ come ทางไปလို့လည်းပြောလို့ရပါတယ် time ဆိုတာကကူးဖြတ်တာကိုပြောတာပါ time ကလမ်းကိုပြောတာပါထထုံကြတော့ဆနာပြောလိုက်တယ်လမ်းမကြီးအဲ့တော့လမ်းကိုပဲခြုံပြီးပြောချင်နေရတယ်လမ်းမကြီးလို့တီးတန်းကိုပြောချင်နေရပါတယ် by ဆိုတော့သွားတာကိုပြောတာပါအဲ့တော့ come ทาง by တော့မဟုတ် come ถนน by ဆိုတာကတော့လမ်းကူးသွားတာကိုပြောချင်ဖြစ်ပါတယ်ပြန်ပြောပြမယ်เนาะဒီဒီမြို့ကလေးကောင်ကိုကြိုင်ကရန်မြန်း ใจกลางเมือง แล้วบอกมา บนถนนบนถนนเส้นเจียงแบะตรงกันข้าม ตรงกันข้ามเนี่ยนะเชียงสายต่อหน้า ต่อหน้าปีแกแยติดกัน ติดกัน แล้วกูตัวไหนข้ามทางไปดูมาฮกตาลีเนตัวเบลุยาเรข้ามถนนไปแล้วถ้าว่าอะไรชิบารีเรสจยเอเนาะ နောက်တစ်ခုက you cry cup you ဆိုတာကနေတယ်တီးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါ you you cry ဆိုတာနီးတာပါနီးနီးလေးကို cry cry လို့ပြောပါတယ် you ကတီးရှိတယ် cry ကနီးတာ cup ဆိုတာနင့်နဲ့ဆိုတဲ့အဓိပ္ပာယ်ပါဥပမာကိုကပြောချက်နဲ့ဟောဒီနားမှာဘိုးချုပ်စေးနဲ့နီးနားမှာတီးရှိတယ်လို့ပြောချက်နဲ့ဆိုရင် you cry cup ตลาดสกอตตลาดโบชอองซันအဲ့လိုပြောလို့ရပါတယ် you နေတယ်တည်ရှိတယ်နေတယ်တည်ရှိတယ်ပြီးတော့မှ край กับซัวไครกะนีนากับซัวเน่ပြီးမှကိုညွန်းချင်တဲ့နေအောင်ဒီမှာထည့်ပြရပါမယ် you край กับ you край กับဟောနောက်ဆုံးကတော့ you you ဆိုနေတယ်တည်ရှိတယ်နေတယ်ဆိုတဲ့နေရာမှာနေထိုင်တာကိုလည်းပြောလို့ရတယ် ရောက်နေရလဲပြောလို့ရတယ်เนาะပြီးမှလောလောလတ်လတ်တခုခုကိုလုံးနေတယ်လို့လည်းပြောလို့ရပါတယ်ဒီမှာတည်ရှိတယ်လို့လည်းသုံးလို့ရပါတယ် you you ရမယ်เนาะအဲ့တော့ဒီဘောဟာရာလေးတွေကိုဆရာမစာကြောင်းတိဆောက်တဲ့ပုံစံလေးနမူနာလောက်ထားပါတယ်အဲ့ဒါလေးအတူတူလေ့လာရအောင်เนาะဟုတ်ကဲ့ပါတိစာကြောင်းလေးကိုကြည့်လိုက်ရအောင်เนาะဒီစာကြောင်းလေးရဲ့အသေးပဲလေးကတော့ရွှေရကုံစည်တီတော်ကရန်ကုန်မြို့ရဲ့မြို့ခလဲကောင်မှာတည်ရှိပါတယ်လို့ပြောချင်တာပါ ကဲကြည့်ရအောင်ရွှေတကုံစေဒီဆိုရင်ဂျေဒီရွှေတကုံလို့ပဲပြောပါတယ်ဂျေဒီရွှေတကုံသူတို့ကတော့ရွှေတကုံလို့တော့အတန်ထွက်ကမပြီးပါဘူးရွှေတာကောင်လို့ထွက်ပါတယ်ရွှေတာကောင်ဒါမဲ့ကိုကတော့ရွှေတကုံလို့ပဲပြီးပြီးသားသားထွက်ပြီးရပါတယ်ဒါမဲ့မြန်မာစကားနဲ့သူကနည်းနည်းပြောင်းပြန်ကြတယ်မြန်မာကကြတော့နာမည်ကိုအရှိရထားတယ်ပြီးမှဇေဒီကိုအနောက်ကလိုက်တယ်သူတို့ကကြတော့ CD ဆိုတဲ့ JD ဆိုတဲ့စကားလုံးအရှိမထားတယ်။ပြီးမှနာမည်ကအနောက်ကလိုက်ပါတယ်။အဲ့တော့အခုရွှေတကုံ CD တော့ဆိုရင်တို့က JD ရွှေတကုံ JD ရွှေတကုံတီရှိပါတယ် U တီရှိပါတယ် U ကရိယာနောက်ကလိုက်ပါတယ်။မြို့ခလဲကောင်ခြေกลางเมืองခြေกลางเมืองမြို့ခလဲကောင်ပြီးတော့ဘယ်မြို့ရဲ့မြို့ခလဲကောင်လဲအဲ့ဒီမြို့ရဲ့နာမည်နောက်မှာကတ်ရေးပါ။ ရန်ကုန်ရန်ကုန်ကိုလည်း Thai accent နဲ့ဆိုတော့မပီတဲ့အတွက်ရန်ကုန်ရန်ကုန်ဆိုတဲ့အတန်ထပ်ပါတယ်။အဲတော့ရွှေကုံစတီဒီရန်ကုန်မြို့ကလေးကောင်မှာတည်ရှိပါတယ်လို့ပြောချင်ဂျေဒီရွှေတာကောင်ယူใจกลางเมืองရန်ကုန်နောက်တစ်ခါပြန်ပြောမယ်နော်เจดีชวยตากองอยู่ใจกลางเมืองยางกุ้งเจดีชวยตากองဆိုတာชวยရကုံစီဒီอยู่တည်ရှိပါတယ်ရှိတယ် ใจกลางเมือง มิวคลเขายังกุ้งยังกงเชบาเลยยังไหมเนาะอีเนี่ยมาใจกลางเมืองสุดแสกลงตรงนั้นบาเลยมิวคลเขาสุดได้ไปบาแกนอกจากคู่สับปีดอเลลายาอ๋อเนาะดาลียารอ Junction City Shopping Mall ကပိုချုပ်လမ်းပေါ်မှာရှိပါတယ်လို့ရေးထားတာဖြစ်ပါတယ်ကြည့်လိုက်ရအောင် Han Junction City ဟမ်ဆိုတာကကုံတိုက်ကိုပြောတာပါဟမ်ဆိုတာကကုံတိုက်ဖြစ်ပါတယ်နာမည်ကအနောက်ကပဲလိုက်တယ်ဆိုတော့ Junction City ဆိုတဲ့နာမည်ကိုနောက်မှာထားပြီးပြောရပါမယ်ဟမ် Junction City ဟမ် Junction City Junction City ကုံတိုက် you တည်ရှိပါတယ် you ဆိုတာတည်ရှိတယ် bon bon ဆိုတာကအပေါ်မှာအပေါ်မှာถนนถนนဆိုတာက လမ်းမကြီးပြီးမှလမ်းနာမည်အနောက်ကလာမယ်ထနွန်ဘိုချုပ်ဘိုချုပ်လမ်းမကြီးဆိုတဲ့အဓိပ္ပာယ်ပါပြန်ပြောမယ်နော်ဟန်းဂျန်ရှန်စီတီอยู่บนถนนโบชกห้างจังชันซิตี้จังชันซิตี้กงไดกาอยู่ที่ရှိပါတယ်บนအပေါ်မှာလမ်းပေါ်ဘယ်လမ်းပေါ်မှာရှိတယ်လို့ပြောချင်တာပါถนนโบชกถนนโบชกโบชกလမ်းဆိုတဲ့အဓိပ္ပာယ်ပါ ห้างจังชันซีดีอยู่บนถนนโบเชลย่าไหมเนาะดีเนี่ยมาเสียมาดาลิโอจบยาดรอหลับเชื่อป่ะเอยู่ บนถนนสุดแสกเลวมา อยู่ บนถนน แล้วบอกมาปีชีเดปีมาแล้วนเมียวนากาเมทเทวีดอยอมมาเชื่อป่ะเอนอกคู่นี้สตอะไรเอาเนาะจียงดาลิอารอตลาดสกอตอยู่ตรงกันข้ามกับจังชันซีดี တလစကော့ဆိုတာကတော့ဘိုးချုပ်ဈေးကိုပြောတာပါတလဆိုတာကဈေးကိုပြောတာပါနာမည်ကအနောက်ကပဲလိုက်ပါတယ်သူတို့ကဘိုးချုပ်ဈေးကိုစကော့ဈေးလို့ပဲသူတို့ကအတိများတာဖြစ်ပါတယ်ဒါကြောင့်မို့ဆီယမ်မကစကော့လို့ပဲပြန်ယူလိုက်ပါတယ်တလစကော့တလစကော့ဆိုတာစကော့ဈေးက you ဆိုတာကတီရှိရရှိတယ်ตรงกันข้ามตรงกันข้ามဆိုတာကတော့စမ်းကျင်ပဲစမ်းကျင်ပဲ กับสุราษฎร์กะซะบาเนเนจังชันซิตี้จังชินซิตี้เอมากงได้หลุแท้เฉินยาบาเดฮั่งจังชันซิตี้หลุแท้ไปยาบาเมฮั่งสว่ากงได้ก็ပြောတာပါนามีอะนอกก็ไปไล่บาเดฮั่งจังชันซิตี้หลุก็ပြောบาเมเปลี่ยนเยอะมั้ยเนาะตะหลาดชาทอกบาดารีอะตัดเนี่ยซ้องหินชาทอกบาตะหลาดตะหลาดสว่าซี้ก็ပြောတာပါซี้นามีอะสะก่อซี้ဆိုတော့ตะหลาดสก็อต ตลาดสกอต ปินกรีอาเทบาเมตีชีดีตีชีดียู่อยู่ปีมะเส้นเจมเบสโซเดสกลงในตัวเบลเมตรงกันข้าม ตรงกันข้ามเน่นแน่สกัสะกับกับปีมะปานกันเนี่ยและกันเนี่ยยาวตัวเบลเมห้างจังชันซิตี้ห้างจังชันซิตี้ตลาดสกอต อยู่ตรงกันข้ามกับห้างจังชันซิตี้ สกอเซียปูชูเซกาเจนเชนซีดีช็อปปิ้งมอลเนี่ยสั่งจิมเปิ่มสิบบาทเลยลูกเบลล่าพี่บาทเลยรดีเนี่ยมาตรงกันข้ามสุดทาสกลงนี่ฮุบเบลลาชนะพช่บาทเลตรงกันข้ามสุดท้ายสั่งจิมเปิ่กุบลล่าพี่บาทเลตรงกันข้าม ข้ามภาษาเป็นวิสุบานอ๋อเขาบีน่ารู้สัตว์ตัวยาวน่ารู้กันแปนแปซิฟิสฮอดเดก้า ဂျန်ရှင်စီဒီကုံတိုင်းနဲ့ဘေးကက်ရမှာရှိပါတယ်လို့ပြောထားတာဖြစ်ပါတယ်။ကဲကြည့်ရအောင်။ရုံရမ်ရုံရမ်ဗဇက်ပိတ်ပြီးဆိုပါမယ်။ရုံရမ်ဆိုတာကဟိုတယ်ကိုပြောတာဖြစ်ပါတယ်။ရုံရမ်နာမည်ကအနောက်ကပဲလိုက်ပါတယ်။ဟိုတယ်နာမည်က Pan Pacific ဆိုရင် Pan Pacific ကိုတခါတည်းနောက်မှာကတ်ပြောပါမယ်။အဲ့တော့ Pan Pacific Hotel လို့ပြောချင်ရင်โรงแรม Pan Pacific โรงแรม Pan Pacific ตีชีบาร์เอกริยาพี่บาร์เอยูยูตีชีบาร์เอพิกายาสวเนาะติดกันติดกันลบยอบาร์เอติดกันติดกันพิกายาฮอสกสะกับกับภาษาไปบ้ากับกับส่วนเน่พีมาห้างกงได้ ห้างสุดากงได้ ห้างจังชันซิตี้สระจังชันซิตี้กงได้ลบยอเชมเชปาร์เอไอ้มาติดกัน ติดกันจ้ะปีกายกุบยอดาบะติดกัน ติดกันยปียมยอไหมเป็นแปซิฟิกฮอลเดย์ลูยอเฉงโรงแรม แพนแปซิฟิกโรงแรม แพนแปซิฟิกตีชิบาเรอยู่อยู่ปีกายติดกัน ติดกัน แน่สกเซกับ กับจังชันซีดีกงได้ห้างจังชันซีตี้ห้างจังชันซีตี้ အဲ့တော့ဒီမှာ Pan Pacific နဲ့ Junction City ကိုဆင်မတို့အဆင်ပြေတဲ့ accent နိုင်မှာထွက်လို့ရပါတယ်။ Thai ရဲ့ English accent နိုင်ထွက်ပေးဖို့တော့မလိုပါဘူး။ Rongram Pan Pacific อยู่ติดกันกับห้าง Junction City โรงแรม Pan Pacific อยู่ติดกันกับห้าง Junction City ยังไหมเนาะเขาบีนอตคู่เลยหลายอ่ะเอาคู่อาจจะเนาะ ข้ามถนนไปอีกฝั่งสุดสกลงเสียมาชิมยาชิมานี้ข้ามถนนไปสุดากาแลงกูลาบยอดาบะข้ามตะลงเนี่ยกูระถนนสุดากาแลมาจีไปสุดากาตัวเดอีกฝั่งสวัสดตชาเปะแล้วเนี่ยหูเปะตะชียงยอดาบะตชาเปะจะเล่เมมันลุ จะเล่เมมันลุมีสิเด จมีสว่าชีเล่เมชีเล่เมโบชาทําเมโบสว่าก็တော့ chess จังကိုပြောတာပါ chess จังကိုပြောတာဖြစ်ပါတယ်သူပြောချက်နာလမ်းကူးတွားလို့ရှိရင်ねဟိုဘက်ချမ်းမှာတဲ့ chess จังရှိတယ်တဲ့ဆင်မရိုဒီမှာ Junction City Shopping Mall နဲ့လမ်းကူးတွားလိုက်မယ်ပိုချိုဈေးဘက်ချမ်းမှာဆိုလို့ချင်းဒါ chess จังရှိတယ်လို့ပြောချက်နာပါအဲ့တော့ကြည့်အောင် come ကူးတယ်ထနုံနမ်းမကြီး ไปตัวนี้ข้ามถนนไปข้ามถนนไปดาลีอะแรงกูรัวรับยอรับะอีกฝั่งอีกฝั่งสัตชาตแพทย์แชมาจะมีจะมีชีเลยเมโบดชาทาบะโบดโบดสดากาโรเชสกูบยอรับะพยาจางกูบยอรับะเตยมเยอะๆไหมเนาะข้ามถนนไปอีกฝั่งฝ่าแต่ในสุบีบะข้ามถนนไปอีกฝั่ง จะมีโบสถ์จะมีโบสถ์ข้ามถนนไปอีกฝั่งจะมีโบสถ์แล้วกูดาโลโหเบ็ชั้นมาဆိုလို့ရှင်เนาะชัสจองพญาจองရှိတယ်လို့ပြောတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုလည်းရတော့ရန်ကုန်ပြည်သူစေယုံကြီးက Junction City Shopping Mall နဲ့အနီးနားတစ်ဝိုက်မှာရှိတယ်လို့ပြောခြင်းဖြစ်ပါတယ်။ကဲအဲ့တော့ရန်ကုန်ပြည်သူစေယုံကိုဘယ်လိုပြောရလဲအရင်ကြည့်အောင်စေယုံကိုထိုင်းလိုမျိုးကရုံဖယားဘာလို့ပြောပါတယ်။ โรงพยาบาล โรงโรงပြုံးပြီးဆိုပေးပါငတ်တန်းနဲ့ဆုံးလို့ပါพยาบาลရပ်ပလက်တန်းနဲ့ထွက်ပါพยาบาล โรงพยาบาลဆိုတာကစေးရုံပြောတာပါအဲ့မှာနာမည်ကအများတန်းနောက်ကပဲလိုက်ပါတယ်ရန်ကုန်ကိုထိုင်းအက်ဆန့်နဲ့ကြတော့ရန်ကုန်လို့ထွက်တာပေါ့နော်ရန်ကုန်ကိုကတော့ရန်ကုန်လို့ပဲထွက်လိုက်ရတယ်ကိစ္စမရှိပါဘူးโรงพยาบาลရန်ကုန်โรงพยาบาลရန်ကုန်ရန်ကုန် ်ဤသို့ဈေးယုံကြီးဆိုတဲ့အဓိပ္ပာယ်ပါနမိတွေအားလုံးအနောက်ကပဲပြောပါမယ်ပြီးမှတီရှိတယ်တီရှိတယ်ဆိုရင်ဒီမှာ you you တီရှိပါတယ်အနီးနားတော့ဝိုက်ဆိုရင် cry cry လို့ပြောပါတယ် cry အောက်ကမျက်နှာနဲ့ထပ်ပေးပါအနီးနားတော့ဝိုက်ကို cry cry ပြီးမှနှင်းနဲ့ကို cup ပါစပ်ပေးပါမယ် cup ဘာနဲ့နီးရလဲ hang junction city ห้างจังเชนซิตี้จังเชนซิตี้ช้อปปิ้งมอลล์เนี่ยนี่น่ามาชิเดลูกเดียวะหรอปะที่มาจังเชนซิตี้สุดเลกสกลงโอ้กับสุดเลยสกสันเนี่ยตัววิบย์บาร์เลยจังเชนซิตี้เนี่ยนี่น่ามาชิเดลูกเดียวะหรอปะตายทุกคนว่ะโรงพยาบาลยังกุ้งสุดเลยตายทุกคนว่ะ s u บเจ็บเช่ปะเลยพี่มาอยู่สุดอะไรอะกรีอาเช่ปะเลยอยู่ใกล้กับเนี่ยนี่น่าติชิบาร์เลยห้างจังเชนซิตี้ ဂျန်ရှင် CD shopping mall နဲ့အနီးနားမှာတည်ရှိတယ်လို့ပြောခြင်းဖြစ်ပါတယ်။ပြန်နားထောင်ကြအောင်နော်။ရုံဖျာပါညံကုန်းရုံဖျာပါညံကုန်းရန်ကုန်ပြည်သူစေယုံကြာယိုယိုတည်ရှိပါတယ်။ Cry Cry အနီးအနားကပ်ကပ်နဲ့နဲ့ဟန်းဂျန်ရှင် CD ဟန်းဂျန်ရှင် CD โรงพยาบาลยางกุ้งอยู่ใกล้กับห้างจังชันซิตี้ยางกงพิรุษยงจีอะ ချန်ရှင်စီတီရှော့ပင်းမောနဲ့အနီးနားတစ်ဝိုက်မှာရှိတယ်လို့ပြောတာပါညီအနီးနီးလေးမှာရှိတယ်လို့ပြောခြင်းဖြစ်ပါတယ်ကဲအားလုံးရမယ်လို့တော့ဆရာမမျှော်လင့်ပါတယ်ရှင်လမ်းညွန်တဲ့အခါမှာဒါလေးတွေသိခြင်းအပြင်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်ဗီဒီယိုစနေဆုံးကြီးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရင်တင်ပါတယ်ขอบคุณมากค่ะ